เอ๊ะอารมณ์ไม่มิงลาวะ AO YouTube channel นี่ပြီးတော့ကျွန်ညီကိုတွေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့မတွေ့ရလဲကြာပြီဗောနော်ဂျားထဲမှာကျွန်တော်ဒီ video လေးတွေတင်ပေးဖို့နည်းနည်းပြက်ကွက်သွားရေလိုအပ်ချက်လေးရှိရရှင်ကျွန်ညီကိုတွေကိုအဲခွင့်လွန်နားလဲပေးဖို့အဲကျွန်တော်မြစ်တရရခံနေပါတယ်အဲ့တော့ကျွန်တော်ဒီမှာဒီနေ့ညကျွန်တော် Yo Bali နဲ့တူတူကျောင်းညီကိုရှေ့မောက်ကိုဒီ YouTube เนาะ video ရှင်း video လေးနဲ့တူတူပြန်လာခဲ့ပြီပေါ့เนาะအဲ AOB နဲ့ Yo Bali Yo Bali နဲ့ AOB ဆိုတာကတော့အဲ Revlo Reset တွေရှိလဲ ော်ဘလူရက်ဆက်ကောင်းတွေထွက်တာလဲကျွန်တော်ညီကိုကြီးအတီဆုံးပါပဲအဲ့တော့ဒီနေ့ညမှာလဲကျွန်တော်ညီကိုကြီးကိုရက်ဆက်ကောင်းလေးတွေနော် always flow လေးတွေဒီ channel မှာ Telegram channel မှာ always နေစက်တိုက်ဖြစ်နေစေဖြစ်တဲ့နော်ဒီ always flow လေးတွေကိုကျွန်တော်ညီကိုကြီးနဲ့ထပ်မံပြီးတော့အကျိုးပြုပေးနိုင်မှုတော့ဒီနေ့ညမှာလဲယူပါဠိပွဲစဉ်တွေပွဲကောင်းတွေကကျောင်းကြီးကိုအတွက်နှစ်ပွဲရေးထုတ်ပေးထားပါဗျာ။ကျွန်တော်ဒီနေ့ညမှာကံမဲ့ယူပါဠိပွဲစဉ်တွေက7နာရီ15မှာကံမဲ့တပွဲနဲ့တနာရီခွဲမှာကံမဲ့ တပွဲနှစ်ပွဲကျွန်တော်ညီကိုတွေကိုကျွန်တော် validation လုပ်ပေးသွားပါမယ်အဲ့တော့ပထမပွဲလေးကိုသွားလိုက်အောင်ကျွန်တော်တို့ပထမပွဲအနေနဲ့เนาะဒီ17နာရီ15မှာရှင်မြန်ကစားမဲ့ Fienu နဲ့ဒီပါနာတီနာကိုရဲ့ပွဲလေးကိုကျွန်တော်ပထမဆုံးအနေနဲ့ validation လုပ်ပေးပါမယ်ဒီပွဲမှာဒီ Fienu ကနေပြီးတော့ပါနာတီနာကိုစပေါ်ကို Borise 1 mile ငါကိုဝေါစီ3 blood 30ဆိုပြီးတော့ဖွင့်မိရတယ်ဒီဖီနူဂျေးကဒါနည်းနည်းပြင်းလာတယ်လို့ပြောရမယ် ဒီမင်းညာကနေမနက်ကအထီဆိုရင်သူအနေနဲ့1 black ပဲရှိသေးရပါတော့။ဒီပြင်းရင်ပြင်းရင်လည်းပြင်းစရာပဲဗျ။ဘာလို့လဲဆိုတော့ဒီပြင်းရမယ့်အကြောင်းပြချက်တွေလည်းဖီယန်နုမှာရှိနေလို့ပါ။ဖီယန်နုဒီယာဒီယူပါလီမှာနိုင်ပွဲတစ်ပွဲမှမရသေးပါဘူး။သူအဖွဲ့မှာဘရာဂါကိုရှုံးနေ။ဒီဒုတိယပွဲမှာအက်စတန်ဘလာကိုရှုံးနေ။အဲ့မဲ့ဖီယန်နုကသူ့လိနေသလန်လိမှာ reset တွေဒီရမ်းမစိုးဘူးလို့ပြောရမယ်နေသလန်လိမှာသူအဆင့်တက်လဲတက်ထိုင်ထားရတယ်ဒီ AZ8 ခမ AJ PSV စာရည်ဒီသူလေးကအကောင်ဆိုတဲ့အသင်းတွေကိုသူဒီနော်အကျော်ပြီးတော့အဆင့်တစ်ဆိုတဲ့နေရာကိုရောက်နေဒါပေမဲ့ဒီသူဒီရဒီယူပါလိမှာတော့တပွဲချုံရလတ်နဲ့ဒီရုံးကန်နေရတာကိုတွေ့ရတယ်။ဒီဘက်ကဘီပနာဒီနာကိုစ်အနေနဲ့ကတော့ဒီဖွင့်ပွဲမှာယူပါလိဖွင့်ပွဲမှာဒီသူတို့အနေနဲ့ဒီရမ်မွိုင်းကိုဝေးဝန်းမှာ1 for the reset နဲ့9နဲ့ဒုတိယပွဲမှာတော့အိတ်ပွဲမှာဘိုးဖက်အီးကဲကို1 2ဆိုတဲ့ reset နဲ့ရှုံးပြီးဒီပွဲနိုင်ဒီပွဲရှုံးဆိုတဲ့နော်ဒီရလတ်လေးကိုပိုင်ဆိုင်ထားရတယ်။ဒီအဲ့တော့ဒီပွဲမှာဖီယန်နုရဲ့1 mind fight က ီပြင်းလားဆိုရင်တော့တော်တော်လေးကိုပြင်းပါတယ်ကျွန်တော်ကတော့ DJ ကိုပြင်းတယ်လို့မြင်တယ်ဒီပြင်းရမယ့်အကြောင်းပြချက်တွေလည်း VN တို့မှာများပါတယ်သူတို့အနေနဲ့နိုင်ပွဲရဖို့လိုပါပြီ네덜란드အသင်း네덜란드 club ဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်ကွင်းမှာဒီပွဲကို ပောက်ကွဲပြမယ်လို့ကျွန်တော်ကဖီရင်နုကိုမြင်ပါတယ်ဒီလူလီမှာလည်းအရင်ညံ့နေတဲ့အသင်းမဟုတ်ဘူးခြေစွမ်းတွေလည်းအရင်ညံ့နေတဲ့အသင်းမဟုတ်ဘူးဒီယူဘာလီမှာအဖွဲ့ဝဲနှစ်ပွဲလည်းရှုံးပြီးသွားပြီเนาะဒီဒီပွဲမှာတော့အင်ကွင်းပရိသတ်အားအင်ကွင်းအားနဲ့ဖီရင်နုတော့ပြန်ပြီးတော့ဖီရင်နုကတကယ်လည်းအဆင်လာရှိရဲ့အသင်းမှာเนาะဒီပွဲမှာပြန်လာမယ်လို့ကျွန်တော်ကမြင်နေဒါကြောင့်မလို့ဒီ1-5အနေနဲ့ကတော့ဖီရင်နုဘက်မှာအနည်းဆုံး တကိုးရှိမယ်လို့ကျွန်တော်ကမြင်တယ်တကိုးတာနဲ့နိုင်မယ်လို့တော့ကျွန်တော်ကမြင်ပါတယ်အဲ့တော့ဒီဘက်မှာကြောညီကိုတွေကိုဒီဖီယန်နုဘော်ဒီလေးကိုရွေးပေးခြင်းပါတယ်ပထမဆုံးဦးစားပေးရွေးချယ်မှုအနေနဲ့ second priority အနေနဲ့ကတော့ကျွန်တော်ကတော့ဂိုးပေါ်ပဲဆက်သွားရမှာပဲကျွန်တော်ချန်ပီယံလိရဲ့ဂိုးပေါ်ဒီဘက်မှာလည်းဒီဖီယန်နုနယ်သာလန်ကလပ်ရဲ့ပောက်ကွဲအားနဲ့ကျွန်တော်ကဒီ ပနာဒီနာကုစ်ကိုတကိုးပေးလိုက်မယ်ဆိုရင်တော့မှဒီပွဲကဒီ2-1 3-1အဲ့လိုမျိုးသွားမယ်လို့ကျွန်တော်ကမြင်တယ်ဒီပွဲမှာပနာဒီနာကုစ်ဘက်မှာလည်းဒီဂိုးတော့ရှိအောင်မယ်လို့ကျွန်တော်ကမြင်တယ်ဒါပေမဲ့ဖီယန်နုဘော်ဒီကတော့ကျွန်တော်ရဲ့ပထမဦးစားပေးရွေးချယ်မှုပါအဲ့တော့ကျွန်တော်အနေနဲ့ကျောင်းညီကိုတွေကိုဒီပွဲမှာဖီယန်နုဘော်ဒီလေးကိုကျွန်တော်ပထမဦးစားပေးအနေနဲ့ကျောင်းညီကိုတွေကိုရွေးရွေးချယ်ပေးခြင်းပါတယ်အဲ့တော့ကျွန်တော်ဒုတိယပွဲသွားလိုက်အောင်ဒုတိယပွဲအနေနဲ့ကတော့ကျွန်တော်ညတနားခွဲမှာရှင်မင်ကစားကြမယ်ယူ UFA ယူပါလိ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော်မဲမိုနဲ့ဒိုင်းမိုဇာဂရက်တို့ရဲ့ပွဲစဉ်လေးကိုထပ်မံပြီးတော့ prediction လုပ်ပြီးသွားပါမယ်။ဒီပွဲမှာဒိုင်းမိုဇာဂရက်ကနေပြီးတော့ဒီမဲမိုကို level 20ရှုပ်ကိုပေါင်းစင်းနေနေရော2.50ဆိုပြီးတော့ဖွင့်ပြထားပါဗျ။ဒိုင်းမိုဇာဂရက်ခြေစွမ်းလေးတွေတော်တော်လေးကိုဒီဒီဟာဒီမှာမစိုးဘူးပြောရပါမယ်။ဒီ Croatia Club ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတို့အနေနဲ့တိုက်စစ်တိုက်စစ်တိုက်စစ် ပိုင်းကိုတော်တော်လေးအားရစရာလဲကျွန်တော်တွေ့ရတယ်ဒိုင်နမိုဆာဂရက်ရဲ့ဒီပွဲလေးကြီးကျွန်တော်ယိုပါလိမှာတည်ထားပြီးလိုက်ကြည့်ကြည့်ပါရတယ်။အဲကျွန်တော်တစ်ခေါက်နှစ်ခေါက်လောက်ဒီဒိုင်နမိုဆာဂရက်ဘော်ဒီကိုကျွန်တော်ညီကိုလေးကိုရွေးပေးဘူးပါရတယ်။ဒီရာဒီယိုပါလိမှာပါပဲ။ဒိုင်နမိုဆာဂရက်ဒီရာဒီမှာနှစ်ပွဲဆက်နှစ်ပွဲလုံးကြီးအောင်ပါတယ်ယိုပါလိမှာ။အဲနိုင်ပွဲနှစ်ပွဲတည်တည်ရပြီးတော့အဆင့်၁ဆိုတဲ့နေရာကိုဂိုးကွာနဲ့တို့အနေနဲ့ဒီယိုပါလိမှာရှောက်နေရပေါ့နော်။အဲဒီကျွန်တော်တို့ဒီတစ်ဖက်မဲမိုကတော့နော်ဒီရာဒီယိုပါလိမှာဒီနိုင်ပွဲတစ်ပွဲမှာကိုရရှိထားတာ။ မရှိပါဘူးသူတို့အနေနဲ့ဒီပထမပွဲမှာဒီလူဒိုဂရက်ကိုရှုံးနေဒုတိယပွဲမှာဒီပက်တိုရီယာပလာဇာကိုထတ်ရှုံးပြီးတော့အဆင့်ဇေယျအောက်ဆုံးကိုသူတို့ရောက်နေရပါဒီမေမိုကဒီဒိုင်မိုဆာဂရက်တော့ကတော့ဒီဟာဒီမှာဖိနာပါရှိကိုသူတို့အနေနဲ့အိမ်ဝင်းမှာ3-1 reset နဲ့9လိုက်တာကိုတော်တော်လေးကိုဒီအဖွင့်ဘဲမှာဒီအာကူအားရစရာဖြစ်သွားတာပေါ့နော်ဒီကစားသမားတွေရဲ့မန်တယ်ပိုင်းကိုစိတ်တဲ့အတက်ပိုင်းရောမော်ရီပိုင်းမှာသူတို့ဒိုင်မိုဆာဂရက်တော်တော်တက်သွားတယ်နောက်ပြီးတော့ဒီခရိုအေးရှားကလပ်ကတော်တော်လေးကိုဒီတိုက်စစ်ကစားတာကိုတော်တော်လေးညံ့ညောတာကိုကျွန်တော်တွေ့ရပါတယ်အဲ အဲ့တော့ဒီဒီပွဲမှာဒီမဲမုံဘောကိုဒိုင်းနမိုဇာကုရပေးထားတဲ့ level 20ရှုံးကပျော့လာဆိုရင်ပျော့ပါတယ်ကျွန်တော်တစ်ချက်ထပ်စဉ်းစားကြည့်လို့ရပါတယ်ဒီနှစ်ပွဲနိုင်ထားတဲ့ယူဘာလီနိုင်ထားတဲ့အသင်းတွေကဒီဖီနာဘာချီတို့เนาะဒီမကာဘီတို့စတဲ့အသင်းတွေကိုနိုင်ထားတဲ့ဒိုင်းနမိုဇာကုရအနေနဲ့တစ်ဖက်မှာနှစ်ပွဲရှုံးထားတဲ့မဲမုံကိုဒီတိုက်စစ်တွေလုံးဝအားရစရာမရှိတဲ့မဲမုံကို level 20ရှုံးဆိုတော့ဒီ body ဈေးတန်းက ဒီပြော့တယ်တဲ့ကိုပါသေးပါသေးတယ်လို့ကျွန်တော်ကမြင်နေဒီ Sweden Club ကဒီရာဒီမှာเนาะဒီ Euro Bali မှာအားရစရာတခွမှမရှိပါဘူးဒါဟိုဒီ level 20ရှုံးဆိုရယ်ပေါ်ဈေးကတော့တော်တော်လေးကိုပြော့နေပါတယ်ဒါပေမဲ့ကျွန်တော်တစ်ဖက်ကပြန်တွေးကြည့်ပြန်ဆိုရင်လည်းဒီ Dynamo Zagreb ကိုလည်းဒီ Croatia Club ရဲ့တိုက်စစ်ကိုလည်းကျွန်တော်အရန်ကြီးအဲ့လိုမျိုးကြီးမျက်စိစုံမိတ်ပြီးတော့ ဒီဗတ်မကန်ရင်ပါဘူးဘာလို့လဲဆိုတော့ဒီဒိုင်နမိုစာကောက်ကဒီရတီမှာတော်တော်လေးကိုယူပါလိမှာချေမှန်နေတယ်မှာပါတယ်ဒီဆွီဒင်ကလပ်မင်းမိုဘလောက်ထိပဲဒီခန်းစစ်ကောင်းအိမ်အိမ်ခွင်းမှာခန်းစစ်ကောင်းကောင်းကန်းကန်းနဲ့ဒီဒိုင်နမိုစာကောက်ကိုဘလို့ပဲတုံ့ပြန်ကစားမယ်ပြောအောင်2.90ဆိုရဲကိုပေါင်းဇီးတန်းကလည်းဒီဒိုင်နမိုစာကောက်ဘက်ကနေပြီး01 11 ရင်းပြော်တဲ့အနေထားလို့ကျွန်တော်ကမြင်နေဒါဒီကျွန်တော်ကြေးတွေကိုခဏဖယ်ပြီးတော့လက်ရှိเนาะအရှိတရားကိုအเจ้าညီကိုကျွန်တော်ရှင်းပြတာဖြစ်ပါတယ်290ဆိုတဲ့ကိုပေါင်းစည်းတန်းကဝန်းဝန်းလေးဖြစ်သွားနိုင်နေ01လေးဖြစ်သွားနိုင်နေဒီကျွန်တော်အနေနဲ့ Dynamo Sagret မရှုံးဘူးလို့ကျွန်တော်ကမြင်နေဘာလို့လဲဆိုတော့ဒီ Dynamo Sagret ရဲ့လက်ရှိရွှေရှေစွမ်းကိုကျွန်တော်တကယ်မျက်စိစုံမိတ်ပြီးတော့ပတ်မကန်ကျင်တာလည်းပါပါတယ်ဒီဂျေးကခေါ်ဂျေးလေးဖြစ်နိုင်ပါတယ်အဲကျွန်တော်ညီကိုရေအတွက်အဲ့တော့ကျွန်တော်ဒီဘွဲမှာเนาะ Dynamo Sagret Body နဲ့ အဲ့ဒီမှာစကားကိုအော်လေးကိုထပ်မံပြီးတော့ရွေးချယ်ပေးခြင်းပါတယ်။ဒီဒါကျွန်တော်ညီကိုရေနဲ့အကြိုက်တူမှသာနော်ကျွန်တော်ညီကိုရေအတွက်အကြိုက်တူမှသာကျွန်တော်ညီကိုရေလိုက်ယူဖို့ကျွန်တော်အကြံပေးခြင်းပါတယ်။အဲကျွန်တော်ကဒစ်စတာမဟုတ်ပါဘူး။ကျွန်တော်ဒစ်စတာပွဲလည်းမရောက်ပါဘူး။မန်မာလည်းမခေါ်ပါဘူး။အဲဒါပေမဲ့ကျွန်တော်စီမှာနော်ကျွန်တော်ညီကိုရေအွန်လိုင်းမှာဘောလုံးပွဲကစားခြင်းနေဆိုရင်တော့ကျွန်တော်စီမှာ AOB အဲ့ဒါမင်းဖြစ်တယ်ကျွန်တော်စီမှာလာပြီးတော့ကစားလာရောက်ကစားနိုင်ပါတယ်ကောက်ဖွင့်ပြီးတော့လည်းကစားနိုင်ပါတယ်ဒါလေးကိုကျောင်းကြီးကိုရေကိုကျွန်တော်တတိယကောင်ပါကျင်တာမှာကျွန်တော်ဒီမြင်းညမှာကျောင်းကြီးကိုရေတွေထုတ်ပြီးသွားတဲ့နှစ်ပွဲကတော့ကျွန်တော်ပထမပွဲအနေနဲ့ဖီနူဘော်ဒီဖီနူဂိုးဘောဒုတိယပွဲအနေနဲ့ကတော့ဒိုင်နမိုဆာကရက်ဘော်ဒီဒိုင်နမိုဆာကရက်ဂိုးအောက်လေးကိုကျောင်းကြီးကိုရေအတွက်ယူပါလိမှာနော်ဒီနှစ်ပွဲတိတိပရီရှင်းလုပ်ပြီးတော့ရွေးချယ်ပေးသွားတာပါပြီးတော့နောက်ထပ်နော်ကျွန်တော်ရဲ့ Telegram Channel မှာဒီမြင်းညယူပါလိ Conference League နော်အကြိုက်အကြိုက်တော့ကျွန်တော်ရဲ့ Special နော် choice လေးတွေကိုထပ်မံပြီးတော့တင်ဆက်ပေးမှာပါ ဘယ်ညီကိုရအားလုံးကျွန်တော်ရဲ့ Telegram channel လေးကိုထပ်မံပြီး join ထားပေးကြဖို့လဲကျွန်တော်မြစ်တက်ရခံကြပါတယ်ကျွန်တော်ရဲ့ Telegram channel link လေးကိုဒီ YouTube video ရဲ့ comment မှာကျွန်တော်ပင်အနေနဲ့ကျွန်တော်ထားပေးရပါမယ်အဲ့တော့ကျွန်ညီကိုရအားလုံးရောပါဠိညာဂျမ်းလေးမှာနော်လောင်းတိုင်းပေါင်းလှုပ်တိုင်းဖြစ်ဘာလို့လို့တင့်နေပြီးတော့တာယာပျော်ရှင်တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းလိုက်ပါတယ်